မြတ်စွာဘုရားဟာဘာကြောင့်ကိုးကွယ်တိုက်တာလဲသရဝရရဲ့အကျိုးဘယ်လိုတည်ပိုးတာလဲလို့ဘုရားဘာသာဝင်တွေကမှတ်သားဖို့ပေါ့တခြားဘာသာနဲ့မတူဘူးတခြားဘာသာဝင်တွေကအဖဘေရသခင်ရဲ့ခြေဆူးမတော်မူပါ blessing ပေးပါနဲ့တိုက်ရိုက်ချမ်းသာဒုက္ခကိုတောင်းယူနေကြတာနော်ဓာတ်စီရဆိုရှင်ကြီးမတော်မူပါ မာရာကိုကြိုက်တာเนาะပမာပဲနဲ့ချတာတာတွေလည်းအများကြီးရှိတယ်အဲ့တော့အဲ့ဒီလိုမာလို့ရလားလို့ဆိုမာလို့ရမယ်ဆိုရင်ကိုမမှာပေါ့မာလို့ရမြတ်စွာဘုရားတည်ပင်နေသရဝတိရဲ့အကျိုးကိုတကူနဲ့ဆွမ်းဆောင်တာမဟုတ်ဘူးဒါကြောင့်မို့ဘုရားကိုကိုးဝယ်ရတယ်ဆိုတဲ့နေရာမှာဘယ်အခြေအနေနဲ့ကိုးဝယ်တာဘာကြောင့်ကိုးဝယ်တာ မြတ်စွာဘုရားတရဝရီပေါ်မှာကြာရောက်လာနိုင်တဲ့ဘေးရန်အန္တရာယ်တွေကိုကာကွယ်ပေးတယ်ဖယ်ရှားပေးတယ်တကိုးတော်နဲ့လာမဟုတ်ဘူးတကိုးတော်နဲ့ကာကွယ်ပေးတာမဟုတ်ဘူးတချို့ကတော်တော်ယုံနေတကိုးမရှိဘူးလို့ပြောတာမဟုတ်ဘူးတကိုးအမှန်တမ်းယုံလုံးအာချီစိတ်ချလုံးအာချီပြီးတော့ကိုယ်ွယ်လုံးအာချီကိုယ်ွယ်လုံးအာချီတော့ကိုလုံးရမယ့်အလုပ်တွေမေ့ တကယ်ရေးကြည့်တဲ့အတွင်းအားတွေအနှစ်သာရတွေဟာကိုယ်တဏ္ဍာမှာရှိတယ်ဆိုတာမေ့